ဟုတ်ကဲ့မင်္ဂလာပါဝေါ်ခုံနိုင်မှာအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဘယ်အကြောင်းအရာပြောမလဲဆိုရင်အတိကတော့ဒီ heavyweight ပွဲစဉ်တွေအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပွဲစဉ်ဆိုတာထက်အတိကတော့တတင်းနေပေါ့နော်တတင်းနေကိုပြောပြပေးတော့မှာဖြစ်တယ်အဲ့တော့ပထမအဦးဆုံးကတော့လက်ရှိ one championship ရဲ့ heavyweight champion ruru uma khan နဲ့ဒီ anatoly malkin ရဲ့အကြောင်းကိုအရင်ပြောပြသွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်မနေ့က အနတိုလီမာလခင်ကသူ့ရဲ့ Instagram account မှာမတင်လာလို့ဆိုရင်အခုပြထားတဲ့ဒီ movie file ကိုတစ်ချက်ကြည့်လိုက်ကြပါဦးအဲ့တော့သူကပစိန်ကန်ပြီးတော့ထင်းခွဲတဲ့ video file တင်ပြီးတော့လူလူကိုစိန်ခေါ်တာဖြစ်ပါတယ် အဲ့တော့တူပါရဲထားလဲဆိုရင်ဒါပြီးရင်တော့ရူရူရဲ့ခေါင်းအလေးလာမယ်ရယ်ပြောချင်တာရူရူရဲ့ခေါင်းကိုလည်းခွဲပြမို့ဗျာအဲ့အဲ့လိုမျိုးသူကကြုံသွားပြောဆိုတာဖြစ်ပါတယ်အဲ့တော့ထူခြားတဲ့အချက်ကလက်ရှိသူကထိုင်းနိုင်ငံမှာမနေတော့ဘူးရုရှားနိုင်ငံမှာပဲပြန်ပြီးတော့နေထိုင်နေတာဖြစ်ပါတယ်အဲ့တော့သူကထိုင်းနိုင်ငံမှာတော့ဂျင်မီပိုင်ထောင်ထားတယ်ဒါပေမဲ့လက်ရှိအချိန်မှာ ဒီရုရှားမှာပဲတောင်းနေတာတွေ့ရတယ်။အဲ့တော့ကျွန်တော်ထင်တာတော့ဗောနော်အရင်ကကျွန်တော်ထင်တာတော့သူပွဲဝဲသေးလို့လားဗောနော်အဲ့ဒီအခြေအနေရောကျွန်တော်တော့တေချာတော့မသိသေးဘူး။ဒါပေမဲ့အခုသူတင်လာတဲ့ပုံစံတွေအခြေအနေကိုပြန်ကြည့်ရင်တော့နည်းနည်းလှုပ်လှုပ်ရှားရှားပြန်ဖြစ်လာပြီ။ active ဖြစ်လာတဲ့ပုံစံနေထားမှာတွေ့ရနေပါတယ်။အဲ့တော့မနေ့ကသူအဲ့လိုမျိုးရူရူကို mention ခေါ်ပြီးတော့စိန်ခေါ်လိုက်တာဖြစ်ပါတယ်။ကျွန်တော်အရင်ကတည်းကကြည်ထားပြီးတာဗောနော်ဒီနှစ်ယောက်ကတော့ online မှာလည်း စိန်ခေါ်ပြောဆိုတာတွေတော့ပုံမှန်အနေထားပဲအရင်ပွဲမထိုးခင်ကတည်းကအဲ့လိုမျိုးအခြေအနေရှိပါတယ်အဲ့တော့စိန်ခေါ်ရလို့ရှိရင်တော့ရီရူကတော့ဘယ်တော့မှငြိမ်ခံတယ်လို့တော့မဟုတ်ဘူးဘောနော်တခုခုအမြဲတမ်းပြန်ပြောတာပဲတောင်းမဟုတ်လဲသူ့ဘက်ကပဲအရင်ဦးပြီးတော့လေတိုက်တာတော့ဘာလို့လောက်တာဘောနော်အဲ့လိုမျိုးအခြေအနေရှိတာပါဒါမဲ့မနေ့ကတော့အချိန်အကြာကြီးပဲကျွန်တော်လည်းစောင့်ကြည့်နေတယ်18နာရီ18နာရီလောက်ကြာပါတယ်။ရိုးရိုးဘက်က reply မလာဘူးเนาะ။အဲ့တော့ဒီမနက်ပိုင်းမှာကြီးလိုက်တော့ အာရူရူကပြန်ပြီးတော့ reply ပြန်ထားတာတွေ့ရပါတယ်။အဲ့ဒါပါလေဆိုရင်မကြဝင်နောက်တပွဲထက်ကကြတာပေါ့ဆိုပြီးတော့ comment ထားတာတွေ့ရပါတယ်။အဲ့တော့သူရဲ့ reply ပြန်တာပဲပေါ့နော်။အဲ့တော့ရူရူကဘာဒီလုံးနေလို့အခုရပိုင်းအဲ့လိုမျိုးဟိုအချိန်နေကြာနေလဲပေါ့နော်။အဲ့ဒါကိုကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်တော့သူကမနေ့ကဈေးဝယ်ထွက်နေတာပါ။သူအမျိုးသမီးနဲ့ဈေးဝယ်ထက်နေတာပါအတိအကျတော့သူတမီးအင်ဂျီလိုက်ကြည့်နေတာကျွန်တော်တွေ့ရပါတယ် ဲ့တော့ရူရူကန်ကသူ့ရဲ့အမျိုးသမီးနဲ့2020မှာမင်္ဂလာဆောင်တယ်သူ့အမျိုးသမီးကဒီဆင်နီဂေါနိုင်ငံရဲ့အဆိုတော်တယောက်ပဲသူမရဲ့နာမည်ကတော့နန်စီအမ်ဘုတ်လို့ခေါ်ပါတယ်အဲ့တော့ရူရူက2020မှာအိမ်ထောင်ကျတယ်လွန်ခဲ့တဲ့2024ဒီဇင်ဘာလောက်မှာသမီးလေးတယောက်ရရှိတာဖြစ်ပါတယ်အဲ့တော့လပိုင်းသမီးလေးပဲရှိပါသေးတယ်နော်အဲ့တော့သမီးကိုတော်တော်လေးချစ်တဲ့ဖခင်ကောင်းတယောက်ဖြစ်ပါတယ် အဲ့တော့သူ့အတိုင်းပါပဲတင်အနာထိုလီမာလခင်ကလည်းတားယောက်ျားလေးတယောက်မှုန်ထားတယ်ဖိုင်တာကြီး2ယောက်စလုံးကတော့တကယ်ကိုဖိုရွေတဲ့တဘောကောင်းတဲ့ဖိုင်တာ2ယောက်ဖြစ်ပါတယ်အဲ့တော့အားလုံးကတော့သူတို့2ယောက်ရဲ့မကြေပွဲကိုစောင့်မြော်နေတာဖြစ်တယ်ပထမပွဲမှာတော့ရူရူကဒီအနာထိုလီမာလခင်ကိုအမှတ်နဲ့နိုင်ထားတာဖြစ်ပါတယ်အဲ့တော့အခုရပိုင်း active ပြန်ဖြစ်လာတဲ့ပုံစံအနေထားကိုကြည့်ရင်တော့ပွဲကတော့တိတ်မကြပင်ကျင်ရဖို့ရှိနေတယ်ဆိုတော့ကျွန်တော်တို့ယူဆလို့ရပါတယ် ဟုတ်ပြီရူရူကတော့အရင်ကတည်းကနေလေဂျင်ခံဆင်းနေတာဖြစ်တယ်အနာတိုလီမာလခင်ကတော့ဒီထိုင်းနိုင်ငံမှာပဲလေဂျင်ခံဆင်းဖြစ်တာပေါ့နော်ဒါပေမဲ့အခုရက်ပိုင်းမှာတော့ရုရှားမှာလည်းလေဂျင်ခံပြန်ဆင်းနေပြီဆိုတာကျွန်တော်တို့တွေ့နေရပါတယ်โอเคအဲဆိုရင်မကြေမွေးမှာဘယ်သူအနိုင်ရရှိမလဲဆိုတဲ့အချက်ပေါ့နော်ညီကိုတွေလည်းတိချင်မလို့ထင်ပါတယ်သူတို့ရဲ့ပုံစံအခြေအနေကိုကြည့်လိုက်မယ်ဆိုရင်တယောက်ကလုံးဝ striking တမတယောက်ကတော့ဒီလက်ပန်းတမပေါ့နော်ပုံစံချင်းကမပြူပါဘူး နောက်စလုံးကအန်ဒီရရှိတဲ့ဖိုင်တာတွေဖြစ်ပါတယ်။အော်ရူရူအိုမာခါကြော်ဖြတ်ခဲ့တဲ့ဖိုင်တာတွေကိုကြည့်မယ်ဆိုရင်ဒီထိတ်တန်းကစားတမားထဲမှာတော့ဒီမန်ဂတ်အမေဒါဆိုလို့ခေါ်တဲ့ဘူတချပါဝင်နေတာဖြစ်ပါတယ်။ပြီးတော့အလင်းကလာနေပေါ့နော်အလင်းကလာနေလည်းအရင်2021လောက်ကတော့တကယ်ကိုကောင်းသေးတဲ့ fighter ပေါ့နော်အဲ့ဒီအခြေအနေမှာပါအဲ့တော့ root ဥမာခါကြော်ဖြတ်ခဲ့တဲ့ fighter တွေကလည်းတကယ်ကိုကောင်းတဲ့ကမ္ဘာအဆင့် BJJ legend တွေကိုတော့မှအနိုင်ယူထားတာဖြစ်ပါတယ် အဲ့တိုင်းပဲ Anatoly Malkin ကလည်းဒီ Rainier Director ကိုနိုင်ထားတယ်ပြီးရင် Agent Bula ကိုလည်းနိုင်ထားတာဖြစ်ပါတယ်။အဲ့တော့တို့တို့နှစ်ယောက်ကြော်ဖြတ်ခဲ့တဲ့ fighter တွေကိုကြည့်မယ်ဆိုရင်လုံးဝအထိတ်တန်း fighter တွေပဲ။ဘဒူးပုံမှာ short ထွက်လို့မရတဲ့အခြေအနေမှာဖြစ်နေပါတယ်။ပြီးတော့အခုဒီမကျေပွဲကပထမဆုံးတို့တို့နှစ်ယောက်ထိတ်တိုက်တွေ့တဲ့ပွဲစဉ်တွေတော့လုံးဝအကွာချသွားပါလိမ့်မယ်။ဘာလို့ဆိုရင် လူလူရဲ့အကြောင်းလည်းတည်ပြီးမာလခင်ရဲ့အကြောင်းလည်းတည်ပြီးပေါ့နော်နှစ်ယောက်စလုံးကအခြေအနေကိုဘယ်လိုမျိုးကစားလာမယ်ဘယ်လိုမျိုး game plan ဆွဲလာမယ်ဆိုတာတို့ကတည်ထားပြတာဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ကတော့အသက်ပိုငယ်တဲ့လူလူဘက်ကလည်းကျွန်တော်ရှိနေမှာဖြစ်ပါတယ်အားမပေးတော့မဟုတ်ဘူးနှစ်ယောက်စလုံးကိုအားပေးတယ်မာလခင်နဲ့လူလူကျွန်တော်ကတော့နှစ်ယောက်စလုံးကိုကြိုက်တယ်နှစ်ယောက်စလုံးကိုတကယ်ကိုအမြင်နဲ့အားပေးနေတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီအသက်အရွယ်ပိုင်းခြားပြီးတော့ခွန်အားပိုတန်တဲ့ ရူရူကိုပဲကျွန်တော်တို့အမှန်းချင်ပါတယ်ဒီပွဲမှာလည်းနော်အဲ့တော့လက်ရှိရူရူကတော့အသက်33နှစ်ပဲရှိပါသေးတယ်အာအနတိုလီမာလခင်ကတော့38ကျော်ပဲပေါ့နော်38ထဲတောင်ဝင်နေပြီဖြစ်ပါတယ်အဲ့တော့အကြအပိုင်းကိုရောက်နေပြီလို့ကျွန်တော်တို့ယူဆလို့ရတာဖြစ်ပါတယ်အဲ့ဒီတစ်ချက်ပါပဲဂျန်နဲ့လက်တီပါဝါလေးတို့ကစားတဲ့ပုံစံလေးတော့ကျွန်တော်တို့ရှော့တက်တာမရှိဘူးတို့တို့နှစ်ယောက်ရဲ့အသက်အပိုင်းခြားကိုပဲကျွန်တော်တို့ ထည့်ထွက်ပြီးတော့ဒီပွဲကိုခံမှန်းပေးတာဖြစ်ပါတယ်။ Okay အခုကြည့်ရှုနေတဲ့ညီကိုရောဘယ်လိုထင်ကြပါလဲ။ဘယ်သူအနိုင်ရမလို့ထင်ကြပါလဲ။အောက်မှာတစ်ချက် comment ချက်ပေးကြပါနော်။အဲ့တော့ဒီတိုးတိုးနှောင်းရဲ့ပွဲစဉ်ကတော့အပေချင်းဖြစ်မလဲဆိုတော့မသိရသေးဘူး။ One Championship ကနေတည်ဝင်ပြန်လဲကျင်းရလာမှာဖြစ်ပါတယ်။ Okay နောက်ထပ် Heavyweight ပွဲစဉ်အကြောင်းပြန်လာပြီ။အဲ့ဒါတော့ UFC Heavyweight အကြောင်းပါ။အဲ့တော့လက်ရှိ Heavyweight Champion က John Jones အားလုံးလက်တည်ပေးတာ လုံးဝကိုရှုံးပွဲမရှိတဲ့ fighter ကြောင်ကြောင်ဖြစ်ပါတယ်။အော်တပွဲတော့ရှုံးထားတယ်နော်အဲ့ဒါကသူ့ရဲ့အသက်16နှစ်အရွယ်လားမသိဘူး။တပွဲရှုံးထားတယ်ဆိုပေမဲ့အဲ့ဒါတော့ဒီတရားမဝင်တဲ့ဒီ12 to 6 elbow နေစနစ်တွေတုံးပြီလို့သူကရှုံးတာဖြစ်ပါတယ်နော်။ဒီတိုင်းအလေးထိုးခံရလို့ရှုံးတာတော့မဟုတ်ပါဘူး။အဲ့တော့ဂျွန်ဂျုံကလက်ရှိပြည်မှာရောက်ရှိနေလေဆိုရင်ထိုင်းနိုင်ငံမှာရောက်ရှိနေပါတယ်။ပြီးခဲ့တဲ့31ရက်ပေါ့နော်အဲ့ဒီဝင်းကျင်မှာသူဖူကက်မှာ ဆင်မနာပွဲတွေကျင်းပတာဖြစ်တယ်အဓိကတော့ရုရှားအဖွဲ့အစည်းတွေနဲ့သူတို့ဒီရိုက်ကူးရေးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေကြောင့်သူကထိုင်းနိုင်ငံရောက်ရှိနေတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဆင်မနာအတွင်းမှာပြည်သက်တရားသူ့ကိုမေးတယ်အဲ့တော့ဒူပါဖြန်ဖြဲသွားလေးဆိုရင်ဒီမှာတစ်ချက်ကြည့်လိုက်ကြပါဦး When are you falling Tom? Oh. the UNCI and Tom, we all got a lot of stuff happening behind the scenes. They're, they're, they're one of the biggest organizations in sports. And right now, Tom and I have agreed to, to wait for the UFC to make their announcements. So, uh, so I legally can't really talk about it. အဲ့တော့ Tom Espino နဲ့ဒီ John Jones ရဲ့ပွဲစဉ်ကိုကလကာနောက်ွယ်မှာသူတို့ပြင်ဆင်နေတယ်။မကြာခင် UFC ဘက်ကလည်းကြေညာလာမယ်။ ဆိုပြီးတော့ဖြေဆိုတော့ဖြစ်ပါတယ်။သူ့ဘက်ကတော့ရှုံတင်ပြီးတော့ပရိသတ်တွေကိုချပြလို့မရတဲ့အကြောင်းပေါ့နော်။အဲ့ဒါကိုသူပြောပြတော့တာဖြစ်ပါတယ်။အဲ့တော့သူတို့နှစ်ယောက်ရဲ့အစီအစဉ်ကိုတစ်ချက်ပြန်ကြည့်လိုက်မယ်ဆိုရင်ဂျွန်ဂျုံကတော့ဒီ Tom Espino နဲ့ပေါင်းပြီးတော့ Dinner White ကိုနည်းနည်းကောင်းစားတဲ့အခြေအနေမှာရှိပါတယ်။အဲ့ဒါကျွန်တော်အမြင်ပေါ့နော်။ဘာလို့ဆိုရင်ထိုးချေးကိစ္စပေါ့အဓိကထိုးချေးကိစ္စ Tom Espino နဲ့ကျွန်တော်နဲ့ထိုးမယ်ဆိုရင်တကယ်နိုင်ငံတကာ ပြည်သက်တွေအကောင်လုံးကလည်းစိတ်ဝင်စားမှာဖြစ်တဲ့အတွက်ဂျွန်ဂျွန်ကတော့ Tom Espino ရတင်ရထိုင်တဲ့ငွေကြေးအမောင်းကိုလည်းရစေချင်တယ်ပြီးတော့သူလိုချင်တဲ့အမောင်းကိုလည်းရအောင်အဲညှိနှိုင်းစေချင်တဲ့ပုံစံမျိုးရှိနေပါတယ်အဲ့တော့အရင်တစ်ခေါက်တူပါပြောလဲဆိုရင်တန်း30ပေါ့နော်တင်းလည်းထွက်ထားပြီးတာဖြစ်ပါတယ်။ဒါ UFC နဲ့နောက်ကွယ်မှာတို့တန်း30နဲ့ တဘောတူငင်းကိုရရှိသွားပြီးတောင်းအစပီနိုလည်းအနည်းဆုံး15တန်းတော့ရရှိနိုင်တယ်ဆိုပြီးတော့တင်းနေလည်းထွက်နေတာဖြစ်ပါတယ်နော်ကျွန်တော်ကတော့တကယ်ကိုပွဲဖြစ်နိုင်ခြင်းရှိနေပြီလို့ယူဆခဲ့တာပေါ့နော်အခုလည်းဂျွန်ဂျုံဖြေသွားတဲ့ကိစ္စကသူတို့ညောင်ရပွဲစဉ်ကို UFC ဘက်ကတည်ရင်ကြေညာလာပါတိတ်မယ်ဆိုပြီးတော့ဖြေဆိုထားတာဖြစ်ပါတယ်အဲ့တော့တကယ်ကိုအပေါင်းလက္ခဏာဆောင်နေပြီဒါပေမဲ့တစ်ချက်ပေါ့နော်နောက်တစ်ချက်အဲ့ဒါပါလဲဆိုရင် down spinal down spinal ကဘာပြန်ပြောထားလဲဆိုရင် Uh, I'm the best heavyweight in the world. Prove me wrong, John. If you တလူမျိုးအတန်ကြီးတဲ့ fighter တွေကိုကျော်ကနောက်ထပ်မစိန်ခေါ်ချင်တော့ဘူးတဲ့။ပြီးတော့တကယ်တမ်းသူဖြစ်ချင်တာ heavyweight တန်းမှာ active ဖြစ်နေတာကိုသူလိုချင်တာပါတဲ့။ဂျွန်ဂျွန်ကကျွန်တော်နဲ့ကစားချင်စိတ်မရှိဘူး။အဲ့တော့ထားလိုက်ပါ။ UFC heavyweight မှာ active ဖြစ်တဲ့ fighter တွေအများအပြားထွက်ပေါ်လာအောင်သူစွမ်းဆောင်ပြသွားမယ်ဆိုပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။အဲ့တော့ တော့ spinner ပြောတဲ့ပုံစံကိုပြန်ကြည့်မယ်ဆိုရင်တော့အဆင်ပြေတဲ့ပုံတော့မပေါ်သေးဘူးเนาะအာဒါပေမဲ့နောက်ကွယ်မှာတော့ညှိနှိုင်းနေတယ်ဆိုတဲ့အချက်ကတော့ကျွန်တော်တို့အလုံးတိထားပြတာဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်တို့ predict အလုံးဆောင်းနေတဲ့ပွဲစဉ်ပေါ့เนาะ one championship နဲ့ဒီ UFC ပွဲအကြောင်းကိုကျွန်တော်တို့ချက်ပြန်ပြီးတော့ချိန်ကြည့်လိုက်မယ်ဆိုရင်တော့ one championship ကပိုပြီးတော့ဖြစ်နိုင်ချက်ရှိတယ်ဘာလို့လဲဆိုရင်အဲထိုကျလေအများကြီးပေးစရာမလိုဘူးပေါ့နော်ဒီမာလခင်နဲ့ရူရဲ့ပွဲပေါ်တော့ သိမကြောင်ရင်ကြီးညာလာနိုင်ခြင်းရှိပါတယ် UFC ကတော့ဘယ်လိုဆက်ဖြစ်လာအောင်မလဲတော့ကျွန်တော်မသိသေးဘူးအဲ့တော့တင်းကိုပဲကျွန်တော်ကိုနားဆွန့်လိုက်ကြရအောင် Okay ဒါတော့ဒီနေ့ကျွန်တော်ပြောပြခြင်းနဲ့ heavyweight ပွဲအကြောင်းတည်တံ့ဖြစ်ပါတယ်နောက် video မှာပြန်ဆောင်မယ်အားလုံးကျေးဇူးတင်ပါတယ်